ရှိတဲ့ဘက်ကတင်ပြခဲ့တဲ့ဗီဒီယိုတစ်ခုမှာခရင်ပြင်းတဲ့ကကြားခန့်တွေဟာအနှင်းနဲ့အမြတ်ဆိုးသလိုချိန်မှခံရလိမ့်မယ်လို့အသေးချာခန့်မှန်းထားခဲ့ပါတယ်။ Panda Review ရဲ့အမြင်အပြီးသက်တွေကတော့သတိထားမိပါလိမ့်မယ်။အခုရပိုင်းမှာကိုပဲကြားဖြတ်အရေးကအတော်ကိုလှုပ်လှုပ်ရွရွဖြစ်လာခဲ့ပါပြီ။တကပလုံးကိုပတ်ပြီးဒုက္ခပေးနေတဲ့ဒီကြားခန့်တွေကိုအမှုတ်ကျင့်ချင်းနေတဲ့နိုင်ငံကြီးနှစ်နိုင်ငံရှိပါတယ်။ဟုတ်ပါတယ်။ American နဲ့တရုတ်တို့ပါ။ ဒီအင်အားကြီးနှစ်နိုင်ငံရဲ့ကြားဖြန့်အရေးကင်တွယ်မှုဟာရက်ွက်ထဲရချဲတန်ကိုရဲဝင်ဖမ်းသလောက်တော့ယူရှင်းနေမှာမဟုတ်ပါဘူး။မကြခင်တရင်စာရီရဲ့ခေါင်းကြီးပိုင်းမှာနေရာယူလာတော့မဲ့ကြားချန့်နှိမ်နှင်းရေးဆိုတဲ့ခေါင်းစဉ်ကြီးနောက်ွယ်မှာအင်အားကြီးနိုင်ငံတစ်ခုရဲ့အပြိုင်မှုဩဇာချွေးခင်မှုတွေနဲ့အတူမြန်မာနဲ့ထိုင်းတို့လိုဒေသရဲနိုင်ငံငယ်တွေရဲ့နိုင်ငံရေးလှုပ်ခတ်မှုတွေအပြင်မြန်မာຫນွေဦးတော်တိုင်းအပေါ်မှာပါအတိုင်းအတာတစ်ခုထိတက်ရောက်မှုရှိတာတော့မှာပဲဖြစ်ပါတယ်။ မြန်မာအပါအဝင်အရှိတောင်အာရှတခွင်က ကြားဖြတ်လုပ်ငန်းတွေကိုအမေရိကန်ဟာလက်ဦးကိုရယူပြီးနှိမ်နှင်းနိုင်ခဲ့ရင်နိုင်ငံ၏စီးရေးဩဇာလွှမ်းမိုးမှုဟာတချိန်တိုးတက်လာမှာဖြစ်ပြီးတရုတ်ဟာနောက်ကောက်ကျကျန်ခဲ့မှာပဲဖြစ်ပါတယ်ဒီနှစ်နိုင်ငံစလုံးကတော့ဒုက္ခငါအပြိုင်အဆိုင်ချေလှမ်းနေတွက်လာကြပါပြီ မြန်မာပြည်သူလူထုအနေနဲ့မဖြစ်မနေဆက်ဆက်ကြည့်ရမယ့်အရေးကြီးသတင်းတွေလည်းရှိနေပါတယ်။ဒါတွေကတော့နံပါတ်1ယခုလအောက်တိုဘာလ27ရက်နေ့ကပဲဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာပြုလုပ်ခဲ့တဲ့နိုင်ငံတကာလွှတ်တော်များသမ္မတက IBU အစည်းအဝေးမှာထိုင်းပြည်သူပါတီကကြားဖြတ်နေကိုအများနှိမ်နင်းရဲ့အဆိုကိုတင်ပြခဲ့ရမှာတော့မဲရလက်သုံးပုံနှစ်ပုံနဲ့တငီတညွတ်ထက်ထောက်ခံခဲ့ကြကမင်းအွန်လိုင်းအတွက်ကတော့မျက်ရည်20ပါစကားစထောက်ခံသူတွေအတွက်ကတော့ပြည်ဝင်ရင်ကပြည်ဝင်မှသာရှိသည်ဆိုတာမျိုးကီဘအခုပစိန်မျိုးဆိုတာမျိုး စ်ကိုတွင်တွင်ပြောလာကြအောင်မှမြင်အောင်နေပါသေးတယ်။ဒီယူလူတွေအတွက်အသေးကွဲစရာနောက်ခတ်သတင်းလေးတစ်ခုရှိနေပါတယ်။အခုလအောက်တိုဘာလ26ရက်နေ့ကနေ28ရက်နေ့ထိကျင်းပမယ့်အာဆီယံအစည်းအဝေးမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းပါဝင်တက်ရောက်မှာဖြစ်ပြီးတော့ကြားဖြတ်အရေးတွေကိုလည်းဆွေးနွေးဖို့ရှိပါတယ်။ဒီဆွေးနွေးပွဲကိုမဲအောင်နိုင်ရအသေးအတန်တက်ရောက်ချင်းနေတာကြောင့်မြန်မာပြည်တောင်ရင်းနေကန်ဘေးက KK ပတ်ကိုကြားဖြတ်ကြင် BGF စောချစ်သူတို့နဲ့လက်ဖွားချင်းရိုက်ကအယောင်ပြဝင်ဖမ်းခဲ့ပြီးလှုပ်ဆက်တဲ့ပုဂ္ဂိုလ်ပွဲထုတ်ခဲ့ပေမဲ့အာဆီယံထိပ်သီး အစည်းအဝေးကိုတက်ရောက်ခွင့်ရရှိမှာမဟုတ်ဘူးလို့အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်ကတရားဝင်ပြောကြားလိုက်ပါပြီ။ရှေ့ရကောင်မှန်သိမှာမဟုတ်တဲ့အတွက်ဆက်မပြောတော့ပါဘူး။ဒါကတော့အမေရိကန်ရဲ့ခပ်ပုတ်တုတ်လှန့်လာတဲ့ခြေလှမ်းနေပါ။အခုလအော်တိုဘာလ23ရက်နေ့မှာထိုင်းနိုင်ငံဟာကြားဖြန့်ကောင်းကင်ကြီးရှိကျင့်ကျန်းကိုတရုတ်နိုင်ငံထံသို့ပြန်လည်လွှဲပြောင်းပြီးတော့မဲလို့ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။ဒါဟာလေထိုင်းနိုင်ငံအဖို့တရုတ်ရဲ့ဖိကတက်ရောက်မှုဆိုတာသိတာနေပါတယ်။ထိုင်းနိုင်ငံရဲ့ဗန်ဒါယီဒုပွင့်ကြီးဟာလေဒီအီးရီနဲ့ပတ်သက်လို့အခုရဲ့ပိုင်းမှာကိုပဲနှုတ်ခတ်သွားခဲ့ရပါ ါပြီ2022ခုနှစ်တည်းကရှီချင်ဂျန်းကိုနိုင်ငံတကာရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ကတရုတ်နိုင်ငံကလွှဲပြောင်းပြီးဖို့တောင်းဆိုခဲ့ပေမဲ့ရွှေမပြီးခဲ့ပဲထိုင်းနိုင်ငံဘန်ကောက်ကအချင်းတော်တစ်ခုတည်းမှာထိန်းသိမ်းထားရတာဖြစ်ပြီးကြားဖြတ်လုပ်ငန်းတွေကလည်းဆက်လက်လဲပတ်နေခဲ့ကထိုင်းနိုင်ငံကအစိုးရထိပ်ပိုင်းခေါဆောင် တချို့နယ်ပါအကျိုးစီးပွားရှက်နှဲ့မှုတွေရှိနေတယ်လို့ဝေဖန်သူတွေရှိနေပါတယ်ဒီအပြင်တရုတ်ဟာ2024ခုနှစ်တည်းကဖမ်းဆီးရမိထားတဲ့မေအောင်လိုင်းရဲ့စီးပွားဘက်တအူးလေးဖြစ်တဲ့ကူးကနေကြားဆောင်တက်ခေါဆောင်ဝီဆိုင်ရဲ့ခံမထွက်ဆို ုချက် CCTV ကိုချပြလာခဲ့ကဒီအထဲမှာစကားစထိတ်ပန့်ခေါင်းဆောင်တွေကပါကြားဖြတ်အရေးမှာပါဝင်နေတယ်လို့ထွက်ဆိုထားပါတယ်။ဒါဟာတရုတ်ရဲ့မင်းအောင်လိုင်ပေါ်အကြက်ကင်မှုတစ်ခုလေးဖြစ်ပါတယ်။တကယ်တော့ရှီချင်းချန်ဦးဆောင်တဲ့ကြားဖြတ်လုပ်ငန်းစုတွေက2014ခုနှစ်တည်းကတရုတ်နိုင်ငံသားတွေကိုပါပြစ်မှတ်ထားခဲ့ပြီး တရုတ်နိုင်ငံအတွက် American Dollar 22ပန်းကဆုံးရှုံးခဲ့ရပါတယ်။ဒီနောက်မှာတော့ရှမ်းမြောင်နယ်စပ်ကကြားဖြတ်နေကိုနှိမ်နင်းနိုင်မှုရာတရုတ်ဟာစကားဆက်ကူဖိအားမျိုးစုံပေးနေခဲ့ပြီးမင်းအောင်လှိုင်အားကယူးမဆိုင်ပဲမတိတတိအချူးချူးနေခဲ့ပြီးနောက်တစ်တုံညာနှစ်ခုဆစ်စင်ကြီးပေါ်ပေါက်လာခဲ့ပြီးမြို့တွေအတော်များများလှလှခဲ့ရတာပါ။မြောက်ပိုင်းနီနောင်သုံးွယ်ကိုတရုတ်ဟာကျူးကင်ပြီးတော့တစ်တုံညာနှစ်ခုဆစ်စင်ကြီးကိုစင်နှွဲတာလုံးဝလုံးဝမဟုတ်ခဲ့ပြီးမြောက်ပိုင်းနီနောင်တွေအတွက်လူအပ်တဲ့လက်နက်ခဲယမ်းတွေကိုဖိုးဖိုးတူတူရောင်းပီးခဲ့ရုံ ်ပါပါလီပုတ်ပြခဲ့တာပါမင်းအောင်လိုင်ဟာမထိန်နိုင်မသိမ့်နိုင်ချစ်ခဲ့ပြီးတော့မလွန်ဆန်နိုင်တော့တဲ့အစွန်အကျူးတူစီးပွားဘက်ဝီဆိုင်ကိုတရုတ်အစိုးရထံထွေးကြွေခဲ့တာပါဥဖုံချရှင်ဦးဆောင်တဲ့ MNDAA အဖွဲ့ကိုသိန်းစင်အစိုးရဟာမြန်မာစစ်တပ်လက်အောက်ခံနေကြဆောင်တက်အဖြစ်သွေးသွင်းဖို့လုပ်ခဲ့ရမှာ MNDAA ဟာလက်မခံခဲ့တာကြောင့်2009ခုနှစ်မှာအကြောင်းမရှိအကြောင်းရှာကမူရည်စေဝါရောင်းဝယ်မှုခေါင်းစဉ်တက်ပြီးကူကန်ဒေတာကိုသိမ့်ပိုက်ခဲ့ပြီးနောက်ဝီဆန်ဦးဆောင်တဲ့ကူကန်နေကြဆောင်တက်ဟာအာနာ ရလာပြီးမြန်မာစစ်တပ်ရဲ့အကျိုးစီးပွားဘက်လည်းဖြစ်လာခဲ့ပါတယ်။နောက်ပိုင်းမှာတော့ကြားခန့်လုပ်ငန်းလောင်ကစွမ်းလုပ်ငန်း၊ကိတ္တစာလုပ်ငန်းနဲ့လူကုန်ကူးမှုများပူပါဝေဆန်းဥဆောင်တဲ့အဖွဲ့အစည်းလောက်ကန်ခဲ့ပြီးမြန်မာစစ်တပ်နဲ့လည်းအကျိုးတူမျှဝေခဲ့တာပါ။မကြာတော့ခင်အမေရိကန်ကပါဝင်ရောက်ပတ်သက်လာတော့မှကြားခန့်နှိမ်နင်းရေးဆိုတာတကယ်တော့အမေရိကန်နိုင်ငံရဲ့နိုင်ငံရေးဩစာချစ်ထွင်မှုအတွက်အကြောင်းပြချက်ကောင်းတစ်ခုလည်းဖြစ်ပါတယ်။အမေရိကန်ဟာတရုတ်ရဲ့အင်ကွင်းကိုလာရောက်ခြေစမ်းပြမဲ့ဘောလုံးအသင်းတစ်ခုလိုပါပဲ။ရှုံးရှုံနိုင်နိုင်အ အမေရိကန်အတွက်ကအငက်ထွက်ဖို့ပဲရှိပါတယ်ဒီအတွက်လည်းသူ့အနေနဲ့ရန်မှန်လုပ်ခဲ့တာမျိုးမဟုတ်ဘဲတခြားစနစ်တကျအကွက်ချပြင်ဆင်ခဲ့တာပါ2024ခုနှစ်မေလထဲမှာအမေရိကန်ငြိမ်းချမ်းရေး Institute USIB ဟာ BGF ကောင်းဆောင်များဖြစ်ကြတဲ့စောချစ်သူစောမုတ်တုံစောတင်ဝင်းတို့ဟာကြားဖြတ်အရေးမှာပါဝင်ပတ်သက်နေတယ်လို့ထုတ်ပြန်ခဲ့ပြီးဒါဟာ USA ရဲ့ပထမဆုံးခြေလှမ်းမှာဒီနောက်မှာတော့အရေးယူပိတ်ဆို့မှုတွေဇက်တိုက်ကျလို့လာခဲ့ပြီးတော့ American Bandai ဝင်းကြီးဌာနကလည်း2024ခုနှစ်တနှစ်ထဲမှာဘူးပဲအမေရိ American dollar 10 billion စုံရှုံးခဲ့ရကြောင်းထုတ်ပြန်လာခဲ့ပါတယ်။ဒါဟာဒုတိယခြေလှမ်းမှာတတိယခြေလှမ်းအနေနဲ့ကတော့ American Congress စီးပွားရေးဆိုင်ရာပူပေါင်းဆောင်ရွက်မှုကော်မတီကကြားဖြန့်လုပ်ငန်းတွေကနေ Starlink Internet များအသုံးပြုမှုအပေါ်အကြောင်းပြက Starlink Company SpaceX ကိုစစ်ဆေးချနာမှုတွေလှုပ်လာပါပြီ။ဒီယုံမြင်လို့ဒီချုံထွင်းဆိုသလိုပါပဲ။ American ဟာမြေဒီကိစ္စရဲ့မဆိုးဥပဒေကြောင်းရတဆင်ချင်းစီဟာခွက်မရှိအောင်ပြင်ဆင်ပြီးမှအပိုင်ရိုက်တဲ့တဲ့သဘောရှိပါတယ်။ ရင်ပြင်းနေကကြားဖြတ်ဝေလင်ခိုင်းနေကိုတရုတ်ကပဲလက်ဝမှုရယူနိုင်မလားအမေရိကန်ကပဲလက်ဝမှုရယူနိုင်မလားဆိုတာကစိတ်ဝင်စားစွာစောင့်ကြည့်ရပါမယ်ဘယ်ဘက်ကပဲလက်ဝမှုရယူနိုင်ပြီဖြစ်စေစစ်ကော်မရှင်တပ်ဟာကြားဖြတ်လုပ်ငန်းတွေမှာဝင်ရောက်ပတ်သက်မှုကြီးကြီးမားမားရှိနေခဲ့တဲ့ဆိုတာကိုတရုတ်ရောအမေရိကန်ရောတတိအခိုင်အမာစုခိုင်ထားကြပါပြီဝင်ရောက်ပတ်သက်မိထားတဲ့အစကမအထွက်ကတော့စုတ်လဲစုစားလဲယူကိုရှုကိုပတ်တော့မှာဖြစ်တယ်လို့ကရင်သစ္စာပေါင်းစောချစ်သူလိုအဖွဲ့ဟာလည်း သစ္စာဖောက်ထုတ်လာရဘဝအတိုင်းအရသာကိုရင်မြောင်းနဲ့လွှင့်ကျင်ခံရတော့မှာဖြစ်ပါတယ်။ဒီနေရာမှာစစ်ကောင်မရှင်ထောက်ခံသူတွေအနေနဲ့ ကြားဖြန့်လုပ်ငန်းတွေဟာ KNU ပါဝင်ပတ်သက်နေတာပါဆိုတဲ့တခိုးကလူပြန်ဟစ်တဲ့ကွန်မန့်မျိုးတွေလာပေးဦးမှမြင်အောင်နေပါတယ်သူတို့ကင်တဲောနေတဲ့ KNU နဲ့ကြားဖြန့်လုပ်ငန်းတွေကြားကစာချုပ်ဆိုတဲ့ဟာကအခုမှပေါ်ပေါက်လာတာမဟုတ်ပါဘူးဟိုးရင်ကလေးကလိုင်းမော်မှာပေါက်ကြားခဲ့တဲ့စာချုပ်အဟောင်းကြီးဖြစ်ပြီးဒီကိစ္စနဲ့ပတ်သက်လို့2023ခုနှစ်တည်းက KNU ဟာလည်းထုတ်ပြန်ချက်နဲ့ဖြေရှင်းထားခဲ့ပြီးဖြစ်ပါတယ် ဒီကိစ္စမှာတစုံတစာပါဝင်ပသက်ထားခြင်းဟာအခုလက်ရှိတိုင်ဝင်ဝင်နေတဲ့ KNDO KNLA တို့နဲ့ညီတို့မြတ်သက်ဆိုင်ခြင်းမရှိပဲ မင်းအွန်လိုင်းနဲ့ပလင်းနံပါတ်င့်ကငင်းငိမ့်ယူဖို့တကယ်ကဲလှုပ်ပြီး NCE လမ်းကြောင်းပေါ်တလှမ်းမှုကင်းနေတဲ့ TNU ရဲ့ဥက္ကဋ္ဌဟောင်းမူတူစီဖိုးနဲ့ဆိုရိုဂျာခင်တို့လိုထိတ်သန်းခေါဆောင်ဟောင်းနေပါသူတို့လိုမင်းအွန်လိုင်းနဲ့ပေါ့စာချင်းနေတဲ့ NCE ရဲ့အဖူးကြီးတွေကို KNU ကအနာပေးထားခဲ့တာကြားပါပြီမြောက်ရီတောင်ပိုင်းကကကပတ်ကိုအယောင်ပြဝင်စည်းခဲ့တဲ့ကာဘာစကိုရီမှာမင်းအွန်လိုင်းရဲ့လက်ပစီဆော့ချစ်သူတို့ဟာကြားဖြန့်တရုတ်ခေါင်းကြီးပိုင်းတွေကိုလွတ်ရာကျွရဖို့ကားတွေနဲ့ရွှေပြောင်းတဲထုတ်ပြီးနေတာလေတသက်အခိုင်အမာရှိ ပါတယ်လူရင်းကိုပြောရရင်ဘယ်လူပဲစင်သေးကိုစိတ်တရေနဲ့ဖုံးနေပါစေဒီကိစ္စတွေရဲ့အကျိုးဆက်တွေဟာအစောချစ်သူနဲ့ main online ကိုဥတီရိုက်ခိုက်လာတော့မှပဲဖြစ်ပါတယ်အဆုံးဒီနောက်ဆက်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဘနာ click ပါအရေးတော်ပုံအောင်ရမည်